ကျွန်တော်နာမည်ဦးမျိုးလံဖြစ်ပါတယ်ကျွန်တော်ဓာတုပိဒါ grade 11အတွဲသင်ခန်းစာများကိုကျွန်တော်သင်ကြားပို့ချရတဲ့ကျွန်တော်ဆရာမျိုးဖြစ်ပါတယ်အဲ့တော့ကျွန်တော် grade 11 11ဘုံကျွန်တော် online class နေနဲ့ဖွင့်ဖို့ရှိပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီအောက်မှာပေးထားတဲ့ဖုန်းနံပါတ်ကိုအဲ Viber number မှာလည်းဆက်သွယ်ပြီးစာရင်းပေးလို့ရတယ်လို့ဖုန်းနံပါတ်မှာလည်းစာရင်းပေးပြီးပေးထားလို့ရပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်အနေနဲ့ ဲ grade 11 12ဟာလားတင်ကန်းစာအဲစာတွေကိုကျွန်တော်ဒီဆရာမျိုး YouTube channel နဲ့ Facebook account တွေမှာဆိုရင်တင်ပေးမှာပေါ့နော်တင်ပေးမှာဖြစ်တဲ့အတွက်ဒါတွေကိုလေ့လာဖို့အတွက်ကျောင်းသားကျောင်းသူများအနေနဲ့ဟာလား like and subscribe အဲ့ဒါ notify ပဲနှိပ်ထားပေးဖို့လိုပါတယ်ခင်ဗျအဲကျွန်တော်ဒီနေ့သင်ကြားပေးမယ်အကြောင်းအရာကတော့ဟာလားကံကြဘူနီအင်တာမော်လီကူလာဖော့စ်ချက်ပရောင်း မှာရှိတယ်ကျွန်တော် iron နဲ့ bondy အကြောင်းကိုကျွန်တော်သင်ကြားပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော် iron နဲ့ bondy တွေဘယ်လိုဖြစ်ပေါ်လာလဲဆိုတော့ကျွန်တော် cation လို့ခေါ်တယ်ကျွန်တော် positively charged ion ပေါ့နော် ion နဲ့ anion လို့ခေါ်တဲ့ negatively charged ion ကြားမှာရှိတယ်ကျွန်တော်တို့ electrostatic attraction တွေကြောင့် ion နဲ့ bondy ဖြစ်ပေါ်လာပါတယ်အဲ့တော့နောက်ထပ်ကျွန်တော်ပြပြပြပါမယ် ဟို strategic attraction ကြောင့်ပါအဲ့အဲ့လို strategic attraction အရှင်ဘလို့ဖြစ်လာတာလဲဆိုရင်ကျွန်တော်တို့အန်အကတ်အယုံလို့ခေါ်တယ်ကျွန်တော်တို့ positively chess အယုံနဲ့အန်အယုံလို့ခေါ် negative negatively chess အယုံဂျာမာကျွန်တော်တို့ဟလား electro strategic attraction တွေဖြစ်ပေါ်လာအောင် electro strategic attraction တွေကြောင့်ဟလားကျွန်တော်တို့ဆွဲငင်အားကြောင့် electronic ဆွဲငင်အားကြောင့်ကျွန်တော်တို့ ionic bond တွေဖြစ်ပေါ်လာတာဖြစ်ပါတယ် အဲအားနဲ့ဘုံနီးတွေဖြစ်ပေါ်လာပါတယ်အအားနဲ့ဘုံနီးတွေဟာဒီမှာကျွန်တော်တို့ဘုံနီးဖြစ်ပေါ်မှုအတွက်ကလက်ထို negative ခြာနာအဲ့အတန်တစ်ခုရှားမှာရှိရောဒီကောင်ကဟာလာအတန်တစ်ခုရှားမှာရှိရလက်ထို negative ခြာနာခြင်းပုံမှာလဲကျွန်တော်တို့မူတည်ပြသွားပြန်နေပါတယ်ဒီအတန်တစ်ခုရှားမှာရှိရလက်ထို negative ခြာနာခြင်းပုံမှာလဲမူတည်သွားပါတယ် ဒါဥပမာဒီမှာပေးထားပါတယ် EG ပေါ့နော် example ဆို MG နဲ့ O ပေါ့အဲ MG နဲ့ O ရဲ့အဲ့ဒါ electron magnesium oxide ရဲ့ MG နဲ့ O ရဲ့ electronegative ခြားနာခြင်းပုံမှာလည်းမူတည်ပါတယ်အဲအဲ့တော့ electron negative ခြားနာခြင်း1.8ထက်ကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်သူရဲ့ atom တစ်ခုရဲ့ electronegative ခြားနာခြင်းက1.8ထက်ကြီးရင်ကျွန်တော်အားလုံးနဲ့ voltage တွေဖြစ်ပေါ်လာဖြစ်ပါတယ် နောက်ခုကျွန်တော်ပြန်ပြောပြပါမယ်။အားနဲ့ဘုံလေးဖြစ်ပေါ်မှုအတွက်နောက်တစ်ခုအနေနဲ့လက်ထုံအတန်တစ်ခုရှားပါစီရလက်ထုံနေကပြီးခြားနာခြင်းပုံမှာကျွန်တော်တို့မူတည်သွားပါတယ်။အဲ့တော့လက်ထုံအတန်တစ်ခုရလက်ထုံနေကပြီးခြားနာခြင်းကကျွန်တော်တို့1.8ကြီးရပါမယ်။အဲ့ဒီ1.8ကြီးရင်ကျွန်တော်တို့အားနဲ့ဘုံလေးတွေဖြစ်ပေါ်တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။အားလုံးနားလည်ကြလိမ့်မယ်လို့မျှော်လင့်ပါအဲ့ကျွန်တော်မျှော်လင့်ပါတယ်။အဲအပြည့်ကျွန်တော်တို့ကဒီအဲ့လို negative အဲဒီကိုကျွန်တော်နောက်တစ်ခုအနေနဲ့ကျွန်တော်ဘာဘာလို့ခေါ်မလို့ဆိုတော့အာယုန်တစ်ခုပေါ့နော် opposite chest အာယုန်တစ်ခု opposite chest အာယုန်တစ်ခုအာယုန်တစ်ခုမှာသူကအဲ့လို strut attraction လို့ခေါ်ရဲ strong electron တွေ strong electron တွေပေါ့ strong electron attraction တွေရှိမှာပေါ့ electron တွေစွမ်းငင်အားအရန်ကို strong ဖြစ်လာမှာပြင်းပြင်းထန်ထန်ဖြစ်လာမှာကြောက်သူအာယုန်တဲ့ဘုံလေးတွေဖြစ်ပေါ်လာဟောအာယုန်တဲ့ဘုံလေးတွေကဒီအဲဘယ်လိုပြန်ခေါ်နောက်တနည်းဘယ်လိုခေါ်မလဲဆိုတော့သူကဒီကျွန်တော်တို့က မတယ်မတယ်နဲ့နံမတယ်ရှိပါ မတယ်မတယ်ကကျွန်တော်တို့ electronic ကို loss ဆုံးဆုံးရပြီးတော့ကျွန်တော်တို့ positive charge အာရုံနေဖြစ်ပေါ်လာပါတယ်နောက်ပြီးတော့နံမတယ်က electronic ကို gain ရပြီးတော့ကျွန်တော်တို့ဟာ negative charge ဖြစ်ပေါ်လာပါတယ်နောက်ခုကျွန်တော်ရှင်းအောင်ပြန်ပြောပြပါမယ် electronic ဟုတ်အာရုံနေဘုံနေဖြစ်ပေါ်ဖို့အတွက်ကကျွန်တော်နောက်တစ်ခုအနေနဲ့ဟလာမတယ်တွေ မက်တီးရီယာလက်ထုံတွေကို loss ဆုံးဆုံးသွားတယ်ပေးလိုက်ရသူများကိုပေးလိုက်ရတယ်ပေါ့နော်အဲဒီမှာကျွန်တော်ဥပမာနေမှာပြောထားပါမယ်မက်ဂနီဆီယမ်မက်ဂနီဆီယမ်နဲ့အောက်ဆီဂျင်မှာမက်ဂနီဆီမက်ဂနီဆီယမ်အောက်ဆီဂျင်မှာကျွန်တော်တို့ကဒီမှာဒီအလက်ထရွန်ပေးလိုက်ရမယ်အလက်ထရွန် loss ဖြစ်သွားမှာပေါ့နော်အလက်ထရွန်ကိုကျွန်တော်တို့ဒီမှာအဲ loss ဖြစ်သွားတဲ့ကောင်က မက်တယ်ဖြစ်ပြီးတော့မက်မက်တယ်ဖြစ်ပြီးတော့ဘာဖြစ်လဲဆိုတော့ဒီမှာကြည့်လိုက် MGN double ဖြစ်လာမှာဆိုတော့ကျွန်တော်တို့ကမဂနီအောက်ဆိုက်အဲ sorry MG ကနေ MG ကနေဒုံးပြရနေကမှ double ဖြစ်လာဆိုသူကအဲ positive charge အရင်ဖြစ်ပေါ်လာဒီမှာကကြာတော့ oxygen ကျွန်တော် oxygen က electron gain ရလိုက်တာရလိုက်တာဖြစ်တဲ့သူကနံမက်တယ်ဖြစ်သွားနံမက်တယ်ဖြစ်တယ်နံမက်တယ်ဖြစ်တဲ့အတွက်သူက oxygen ကိုရလိုက်တာတနည်းအားဖြင့် oxygen ကိုလက်ခံလိုက်တာ အောက်ဆီဂျင်ကိုလက်ခံလိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဟလာသူဒီ negative chest ion တွေဖြစ်ပေါ်လာတယ် negative ဖြစ်တဲ့အတွက် negative chest ion တွေဖြစ်ပေါ်လာတယ်အဲ့တော့အဲ့ဒီ ion နှစ်ခုကြားမှာ opposite charge တို့ခေါ်အဲ့အဲ့နှစ်ခုကြားမှာ strong electro attraction တွေရှိရဖြစ်တဲ့အတွက် ion နဲ့ bond တွေဖြစ်ပေါ်လာတယ် အဲနောက်တစ်နောက်တစ်ခုနောက်တစ်နေ့ထပ်ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီမှာနောက်တစ်နေ့ကျွန်တော် example တွေနောက်တစ်ခုထပ်ပြောမယ်ဆိုရင်ဒီမှာ electronic charging ခြင်းပေါ့နော် electronic charging ခြင်းဟိုဥပမာနဲ့မပြောမယ်ဆိုရင်ဒီမှာ magnesium oxide မှာဆိုရင်ကျွန်တော်တို့ဟာကျွန်တော်တို့အဲသူတို့နှစ်ခုရဲ့ magnesium charging ခြင်းပေါ့နော် magnesium 1.2ရှိပြီးတော့ကျွန်တော် oxygen ကကျွန်တော်တို့ပြောမယ်ဆိုရင်2.5အဲ3.5ရှိတယ်ဒီဘက်မှာဆိုတော့3.5ထဲ2.5 1/2နှုတ်တော့သူ့ရဲ့ electronegativity ခြာနာခြင်းက2/3ဖြစ်တယ်။ဒါကြောင့်မလို့သူက electronegativity ခြာနာခြင်း1.8ထက်ကြီးရင် ion နဲ့ bond ဖြစ်ပေါ်လာတာဖြစ်တဲ့အတွက်သူဒီ electronegativity အဲခြာနာခြင်း 1. အဲ1.8ထက်ကြီးတယ်။ကြီးရဖြစ်တဲ့သူဒီ ion နဲ့ bond မှာအဲ့တော့ဒီမှာကျွန်တော်တို့က oxygen ကသူတည်မြဲဖို့အတွက် magnesium C ကနေပြီးတော့ကျွန်တော်တို့ဟာလား လက်ထုံနှလုံးကိုဂိမ်းရလိုက်တာ ဖြစ်ပါတယ်။ဒါကြောင့်မို့လို့သူဟာဒီမြဲသွားပါတယ် Nobel Gas သူဒီဒီမြဲသွားတာဖြစ်ပါတယ်။ဒီမြဲသွားတာဖြစ်တဲ့အတွက်ဒါကကျွန်တော်တို့လိုဝက်ဆိုင်ပေါ်နေပြထားပြီးတော့အောက်ကကျွန်တော်တို့ metal number chest ပေါ့နော်။ဒါက number တွေကကျွန်တော်တို့ minus အဲ number တဲ့ကကျွန်တော်တို့ negative charge အယုံဖြစ်ပြီးတော့ electron ရလိုက်တဲ့ကောင် negative charge အယုံဖြစ်ပြီးတော့ electron ဆုံးဆုံးသွားတဲ့ကောင်ပေးလိုက်ရတဲ့ကောင်က positive charge အယုံဖြစ်ပေါ်လာတာဖြစ်ပါတယ် အဲဒီတော့ဆိုရင်ကျွန်တော်တို့ဟာလာအယွန်းတဲ့ဘုံလေးကိုကျွန်တော်တို့နားလည်လောက်ပြီးလို့ထင်ပါတယ်အဲမျောလင့်ပါတယ်နားလည်လေးမလို့မျောလင့်ပါတယ်အာပထမဆုံးအယွန်းတဲ့ဘုံနောက်တစ်ခုအယွန်းတဲ့ဘုံဖြစ်ပေါ်ဖို့အတွက်ကကျွန်တော်တို့ဟာလာအဲ electrostatic attraction electrostatic attraction ကကျွန်တော်တို့ positive charge နဲ့ negative charge အဲအယွန်းပေါ့ပြောတနည်းပြောမှာဆိုကရိုင်းယွန်းနဲ့အနန်းယွန်းမှာရှိအနန်းယွန်းကြမှာရှိ electrostatic attraction electron တွေအဲဆွမ်းငင်အားဒါတစ်ခုပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ကဟာလား ဒီ material ဒီ material ပေါ့ opposite negative ဒီ material ဟာ material ရလက်ထုံဆုံးဆုံးသွားတာဖြစ်ဆုံးဆုံးသွားတဲ့အခါမှာကျွန်တော် positive chest ion ဖြစ်ပြီးရော non material လက်ထုံတွေကိုရလိုက်တာဟုတ်လားတနည်းအားဖြင့်သူဒီမြဲဖို့အတွက်ပေါ့ဒီမြဲဖို့အတွက် non material ဟာသူဒီမြဲဖို့အတွက်ကိုဟုတ်လားအလက်ထရွန်တွေကိုသူများစီရင်ခံမှာယူလိုက်တယ်ရလိုက်တဲ့အခါမှာကျွန်တော် negative chest တွေဖြစ်ပေါ်လာတယ်အဲ့ဒါကလည်းကျွန်တော် ion နဲ့ bond တွေပဲ ion နဲ့ bond ရဲ့အချက်ကဒါပါပဲ အားလုံးနားလည်ကြနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ပြောလည်အောင်ဖြစ်ပါတယ်